ကိုကိုကိုနည်းနည်းမိုးတော့အလင်းရောက်လို့အိယာကထလိုက်ရင်ဆန္ဒပြုတ်လိုက်ဘယ်လိုဆန္ဒပြုတ်ဘဝတုသဗ္ဗမင်္ဂလာမင်္ဂလာအပေါင်းနဲ့ခံရောင်းပြည့်စုံပါစေကောင်းမြတ်တဲ့မင်္ဂလာတွေကျွန်တော်တဏ္ဍာမှာဖြစ်ပါစေအများတတ္တဝါတွေမှာလည်းပဲဖြစ်ပါစေဘလောက်ကောင်းတဲ့ဆန္ဒလဲနော်သူများကိုနှိမ့်ဆက်ဖို့ပါရလားဒီထဲမှာအလွန်မမြတ်တဲ့စိတ်တက်လို့ခေါ်တယ်နော်မင်္ဂလာနဲ့ပြည့်စုံပါစေ ရခန္တုသဗ္ဗဒေဝတာနတ်တွေကအလုံးကိုဆောင်းလျှောက်ပါစေဒါလည်းကောင်းတဲ့ဆန္ဒပဲသူစောင့်တာမစောင့်တာကိုယ်နဲ့မဆိုင်ဘူးကိုကစောင့်ပါစေလို့ဒီလိုပြောတာဟုတ်ကဲ့ဒါကိုပြောမယ်ဆိုရင်နတ်အာကိုတာလားလို့ဆိုမဟုတ်ဘူးနတ်အာကိုလို့ပြောတာမဟုတ်ဘူးနတ်တွေကလည်းလောကကိုဆောင်းလျှောက်တာတွေရှိတယ်ပေါ့အဲ့ဒါလို့ဆောင်းလျှောက်တာတွေရှိလို့နတ်တွေကအမှန်တမဲ့မနေပဲနဲ့ဆောင်းလျှောက်ကြပါကြ နတ်ကသာဆောင်းလျှောက်တာလားဆိုတော့လူလူချင်းရောမဆောင်းလျှောက်ဘူးလားဆောင်းလျှောက်တယ်လေအိမ်သားမှလူတွေမှာသွားတာအိမ်ကိုကြည့်လိုက်စမ်းပါကြည့်မပေးဘူးလားဆိုင်လေးကြည့်လိုက်စမ်းပါဆိုတော့ဒါဆောင်းလျှောက်ပေးတယ်လို့ခေါ်တာပဲအကြောင်းကိစ္စရှိလို့ရှင်တရင်ပို့ပေးတယ်ဟောဒါဆောင်းလျှောက်တယ်လို့ခေါ်တာပဲအဲ့တော့လူလူချင်းနဲ့မေတ္တာရှိရင်ဆောင်းမေတ္တာမရှိရင်ဒီတိုင်းကြည့်နေမှာပဲအော်နတ်တွေကိုလည်းပဲ ကိုကမေတ္တာရှိအောင်မေတ္တာပွားပြီးတော့ထားရင်လက်တည်းရဲ့ဆောင်းရှောက်မှုရောမခံရဘူးလားဒါကလောကရဲ့တဘာဝပဲနော်ကိုနဲ့ခင်မင်နဲ့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုကိစ္စကိုလာလုပ်ပြီမှာပဲအဲ့တော့လက်တည်းကလည်းကိုကမေတ္တာပို့တယ်အမျှဝေတယ်ဆိုတော့သူတို့ကလည်းကိုယ့်အပေါ်မှာခင်မင်ကြတယ်ခင်မင်တော့ဆောင်းရှောက်ပါသေးဆိုတော့လူတွေမသိလိုက်တဲ့ကိစ္စကိုနတ်ကနေချိန်နေဆောင်းရှောက်ပေးလိုက်တယ်ပေါ့ဒါမျိုးကိုဆိုလိုတာနော် ြည့်ပါလားဒီပကံရာဇဝင်ကိုကြည့်မယ်ဆိုလို့ရှိရင်ចန်းစစ်မင်းចန်းစစ်သားအနောရထာကနေပြီးတော့ဖမ်းဆီးမလို့လိုက်တဲ့အခါမှာသူပြေးရပြေးတဲ့အခါမှာညစ်ထဲမှာဖြတ်ပြီးတော့ကူးတဲ့အခါကျတန်ငါလေတစည်းကနေပြီးတော့ဟိုဘက်ကန်းကိုပုတ်ပိတ်ဟာအဲ့ဒါဟာနတ်ကကူညီတာလို့ တကယ်နတ်ကတန်ငါလေးအောင်ဆောင်ပြီးတော့သူ့ကိုကင်းတင်သွားနောက်ဆုံးကြတော့နတ်ကမဟာဂီရိနတ်လို့ဆိုတယ်သူနဲ့ဆူတောင်းပဲ့အတိတ်ဘဝတော့ကသူနဲ့တူတူဖြစ်ခဲ့တဲ့မိတ်ဆွေသူကနေပြီးတော့ကူညီတယ်လို့သူတို့ပြောတာအဲ့တော့လောကမှာလည်းတစ်ခါတစ်ခါကူညီမှုတွေရှိတယ်အဲ့တော့ကူညီတယ်ဆိုတော့နတ်ကြီးကအချွန်တက်နဲ့ဆင်းလာပြီးဒီလိုကူတာမဟုတ်ဘူးအဲ့လိုဆိုရင်လည်းလူကကြောက်ပြီးရေးမှလည်း နဲ့မြင်လူကမကြောက်ဘူးမထင်နဲ့ကြောက်ပြီးပြေးပါပဲအဲ့ဒါကြောင့်မလို့နဲ့မြင်တဲ့အခါကျတော့လူတွေဟာကြောက်လန့်မှာဆိုတော့နတ်တွေကလည်းလူတွေကိုကူညီတဲ့အခါမှာလူတယောက်ယောက်ပဲဆောင်ပြီးတော့ကူညီတာပေါ့ဒီလိုဆိုတာနော်ကိုကနေဘူးတဲ့မဲ့ရက်ပြီးတော့ကားဆောင်နေတယ်ဘတ်စကားကမလာနိုင်ဘူးသွားချင်နေတယ် သို့သောအနန္တဖြတ်သွားတဲ့ကာရစီကလူကြုံလို့တင်သွားတယ်ဆိုတာရောမကြုံတတ်ဘူးလားအေးနတ်ကမတယ်ဆိုတာတခါတည်းအဲ့ဒါမျိုးလို့ပြောတာနော်ကိုသွားခြင်းတဲ့ကိစ္စတခုကိုလို့ချင်တာလေးတခုဟာတခါတလေရှော့ရှော့ရှူယူနေကုကြီးပဲလူနေတိတိဖြစ်စေမတိတိဖြစ်စေကိုကိုကြီးသွားတဲ့လူတွေနဲ့ကြုံတတ်တယ်ကောအဲ့လိုဆိုလိုတာနော် အဲ့ဒါကြောင့်မလို့ရခန္တုသဗ္ဗဒေဝတာနတ်တွေကဆောင်းလျှောက်ပါစေ၊ကူညီပါစေ။သဗ္ဗဗုဒ္ဓလူပါဝေနသရာဒုခိဖွန်တုတေ။ဘုရားကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်တွေဟာချမ်းသာဒုက္ခကိုပေးနိုင်တယ်။ကုသိုလ်အမှချမ်းသာဒုက္ခကိုပေးနိုင်တယ်။ဒါကြောင့်မို့ဘုရားကိုအာယုံပြုတယ်။ဘုရားကိုအာယုံပြုလို့ဖြစ်ပေါ်လာတဲ့ကုသိုလ်စိတ်တွေကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်လာတယ်။ အဲ့ဒီကုသိုလ်တရားတွေကလူတွေရဲ့သဏ္ဍာန်မှာချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတယ်။ဒါကကုသိုလ်ကမှချမ်းသာဒုက္ခကိုဖြစ်စေတယ်ဆိုတာဒါအမှန်ပဲ။ကုသိုလ်ဆိုတာအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးတော့ချမ်းသာဒုက္ခကိုဖြစ်စေတတ်တဲ့ကုသိုလ်။အဲ့ဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုတာလောက်ကြဘုရားကိုအာယုံပြုတဲ့အာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ် တရားကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်တန်ခါကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ရဲ့ဆွမ်းအားကြောင့်ဆန်းရကြပါစေတဲ့လို့ဆိုတာအဲ့တော့အဲ့ဒီလိုဘုရားတရားတန်ခါမနဲ့မိုးလင်းတဲ့အချိန်လေးမှာဘုရားတရားတန်ခါရတနာသုံးပါးကိုအာယုံပြုလိုက်မယ်ဆိုရင်မင်္ဂလာတွေလည်းဖြစ်လာမယ်နတ်တွေကလည်းကိုယ်ဆောက်ရှောက်လာမယ်ဆန်းသဒုက္ခဆိုတာလည်းရလာနိုင်တယ်လို့ အကြောင်းတရားတွေကိုပြောပြမလို့ရင်တော့မရဘူးပေါ့နော်ကုသနာမှာကောင်းကျိုးချမ်းသာကိုလိုချင်ရင်ကောင်းကျိုးချမ်းသာရခြင်းရဲ့အကြောင်းကိုတော့ဝါဒါကတော့သဘာဝပဲလေ